တင်ဆက်ပေးမယ့်သတင်းကတော့ပြောင်းမှာ20အမေရိကန်ဒေါ်လာ1500ကျော်တရရှိနေတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ပကိုပြောင်းသိမ်းတဲ့ဒီပုံမှာ20နိုင်ငံသားဝင်ငွေပြောင်းများအမေရိကန်ဒေါ်လာ တန်900အထက်ကိုရရှိနေရလို့မြန်မာနိုင်ငံပြောင်းလုပ်ငန်းသင်းရနေသိရပါတယ်။လက်ရှိမှာပြည်တွင်းမှာပြောင်းသင်းနဲ့စာရေးကတဲ့တိုင်းတော်ရှိပြီးတော့တချို့မြေပေါ်မှာဈေးနှုန်းစိတ်ကွက်ကညီတဲ့တခြားသင်းနဲ့များဆိုင်ပြူတာကြောင့်ပြန်စာရေးကတိုးမြင့်လာခြင်းရောက်သွားခြင်းနေတော့အနှင်းငယ်ရှိတော်လေ2025-2026ဆိုင်ပြူရသည်မှာတော့ပြန်စာရေးကအနှင်းငယ်မြပြလာပါတယ်။မြန်မာဒေတာထွက်ပြောင်းသင်းနိုင်ငံကိုပြည်တွင်းမှာ 35ရာခိုင်နှုန်းအသုံးပြုနေပြီးတော့ပြည်ပနိုင်ငံများကို65ရာခိုင်နှုန်းတင်ပို့နေခြင်းဖြစ်ပါတယ်။အများဆုံးအနေနဲ့ထိုင်းနိုင်ငံကို တင်ပို့နေပြီးတော့ရာခိုင်နှုန်းအပြင်50ရာခိုင်နှုန်းတင်ပို့နေက75ရာခိုင်နှုန်းအနေနဲ့အိန္ဒိယ၊ဖိလစ်ပိုင်၊ BNN တရုတ်၊စရိုင်းနိုင်ငံများကိုတင်ပို့နေခြင်းဖြစ်ပါတယ်။ ပြောင်းတင်ပုံမှုမှာ2023-2024ပတ်နာနေမှာအမေရိကန်ဒေါ်လာအတန်း900အထက်ကိုရှာဖွေပေးနိုင်ခဲ့ပြီး2020-2025ပတ်နာနေမှာအမေရိကန်ဒေါ်လာတန်း400နဲ့2025-2026ပတ်နာနေရဲ့လက်ရှိချိန်ထိကတော့အမေရိကန်ဒေါ်လာတန်း400ကျော်ရရှိထားပါတယ်။ဒီသတင်းတော့မြတ်တူတူကပေးပို့လာပါဗျ။